ခုကျမ်းပါကတော့ကလာတိဩရစာခန်းကြီး6ဖြစ်ပါတယ်ကလာတိဩရစာ အခန်းကြီး6အငယ်1မှ9ဤကိုယ်တို့လူသည်တတိလိပိသုံးတစ်ခုသောဒုစရိုက်ကို ပြုမိလင်ဝိညာဉ်စုကျေးစုကိုခံရသောသင်တို့သည်အပြစ်သွေးဆောင်ခြင်းနှင့်ကိုယ်တိုင်လွတ်မြအကြောင်းကိုကိုတတိပြုလျက်တိမ်မွေ့နူးညံ့သောသဘောနှင့်ထိုသောသူကိုမဆ၍သူ၏နေရာ၌တည်မြဲတည်စေပြန်ကြလော့ ထမ်းရွက်เสียဝင်ချင်းတို့ကိုအချင်းချင်းကူညီ၍ထမ်းရွက်သောအားဖြင့်ခရစ်တော်၏တရားကိုကျင့်ကြလောအချင်းသူသည်ဘာမျှမဟုတ်ဖဲလျက်ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လင် ထိုသူသည် ကိုကိုလှဲ့ပြသောသူဖြစ်၏လူတိုင်းကိုပြုသောအမှုကိုစစ်ကြောစေတို့ပြုလင် သူတစ်ပါး၌မဆိုဘဲကို၌သာ ဝါကျွားဝမ်းမြောက်เสียအကြောင်းရှိလိမ့်မည်အဘယ်ကြောင့်ဤဟုမူကားလူအသီးသီးတို့သည်မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်အငယ်6မှ10နှုတ်ပတ်ရားကိုတင်တော်သူသည် သင်ပေးတော်သူအားကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေအလွဲမယူကြနှင့်ဘုရားသခင်သည်မထီမဲ့မြင် ပြုခြင်းကိုခံတော်မမူလူသည် မျိုးစိကျဲသည့်အတိုင်းအသီးအနှံကိုရိပ်ရလိမ့်မည် မိမိဇာတိပဂရိ၌မျိုးစေ့ကျဲသောသူသည်ဇာတိပဂရိအဖျင်ပုတ်ပြက်ခြင်းအတိနှံကိုရိပ်ရလိမ့်မည်ဝိညာဉ်ပဂရိ၌မျိုးစေ့ကျဲသောသူသည်ဝိညာဉ်ပဂရိအဖျင်ထာဝရအသက်ရှင်ခြင်းအတိအနှံကိုရိပ်ရလိမ့်မည်ငါတို့သည် အာမလျော့စိတ်မပြက်ဘဲကောင်းသောအကျင့်ကိုကျင့်ကြကုန်အံထို့သို့တည်ကြည်၍ကျင့်လင်အချိန်တန်သောကာလ၌အတိနှံကိုရိပ်ရကြလိမ့်မည်ထိုကြောင့် ငါတို့သည်အစဉ်တင်သည့်အတိုင်းယုံကြည်ခြင်းအိမ်သူအိမ်သားတို့၌အထူးသဖြင့်ကျေးဇူးပြုလျက်ခတ်သိမ်းသောသူတို့အားကျေးဇူးပြုကြကုန်အံ။အငယ်7မှ18အဘယ်များလောက်ကြီးသောစာကို ကိုလက်နှင့်တင်တို့အားငါရေးလိုက်သည်ကိုတင်တို့မြင်ကြ၏။မိမိတို့အသွေးအဆင်းတင့်တယ်စေခြင်းသောသူရှိသည်များတို့သည် ခရစ်တော်၏လက်ဝါးကတိုင်ကြောင့်ခံရသောညှင်းဆဲခြင်းနှင့် မိမိတို့ကင်းလို့လို၍တင်တို့ကိုအေပြားလီးခြင်းကိုခံစေခြင်းဟာအနိုင်ထက်သွေးဆောင်တကြ၏အေပြားလီးခြင်းကိုခံသောသူတို့သည်ပညာတရားကိုကိုယ်တိုင်မကျင့်သည့်ဖြစ်၍တင်တို့၏အသွေးအဆင်းကိုအမိပြုလျက်ဝါကြွားလို၍တင်တို့ကိုအေပြားလီးခြင်းကိုခံစေခြင်းဟာအလိုရှိကြ၏ငါဖြစ်လျင်ငါတို့သခင်ယေရှုခရစ်၏လက်ဝါးကတိုင်တော်မှတပါအဘယ်အရာ၌မျှ ဝါကြွားခြင်းမရှိပါစေနှင့် ထိုလဝါကတိုင်တော်မှာဤလောကသည်ငါအဖို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏ငါသည်လည်းဤလောကအဖို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏အကြောင်းမူကားယေရှုခရစ်ထံ၌အယေပြားလှီးခြင်းအကျိုးမရှိ မခံဘဲနေခြင်းလည်းအကျိုးမရှိသရဝါတိဖြစ်ခြင်းသာအကျိုးရှိ၏ဤဤဥပရိသအတိုင်းကျင့်တော်သူ ရှိသည်များသို့အပေါ်၌၎င်း ဘုရားသခင်ဤတွေလအမျိုးအပေါ်၌၎င်းညီသက်ချင်းနှင့်တနာတော်မူခြင်းတက်ရောက်ပါစေသောယခုမှစ၍အဘယ်သူမျှငါတို့ကိုမနှောက်ယှက်စေနှင့်ငါကို၌သခင်ယေရှု၏ဒဏ်ကျရာကိုငါဆောင်၏ညီကိုတို့ငါတို့သခင်ယေရှုခရစ်ဂျေစုတော်သည်တင်တို့ဤစိတ်နှလုံး၌ရှိစေတည်းအာမင်ဂလာတိဩဝါဒစာ၄ Okay, Galati Aura sa kanji tika ni kanji chau ti phi bai. Dini phi ba mi bo no. Now jump back to my pian tui cha me. Bye bye.